ဘော့စကိုင်းပင် အဝေယာပင်ဤအကျိုးအာနိသင်များဘော့စကိုင်းဆိုတာမြန်မာထိုင်းဖိလစ်ပိုင်အပါအဝင်အာရှနိုင်ငံတွေမှာစားသုံးကြတဲ့အပင်တစ်မျိုးပါအညွန့်နဲ့အရွက်နုနုဆိုင်ဆိုင်လေးတွေကိုဒီတိုင်းတွတ်လေးသို့စားမလားမကြီးချင်မဲ့လေးနဲ့အချင်းပြုတ်ပြီးသို့စားမလားဒါမှမဟုတ်ရင်းနှီးဖျောပြီးတောက်စားမလားအမျိုးမျိုးစားသုံးကြပါတယ် မြမထမင်းဝိုင်းတွေမှာချင်းရင်ဟင်းလေးညပိချက်လေးနဲ့ဘော့စကိုင်းရွက်လေးတုံစားလိုက်ရင်ထမင်းသိမ့်မြင်စေတာပါတခြားနိုင်ငံတွေမှာတော့သူ့ရဲ့အစေးနဲ့ပင်စီအခေါက်ကိုစီးပတ်ဝင်ပစ္စည်းတွေအဖြစ်အသုံးပြုကြပါတယ်ဘော့စကိုင်းအစေးကဆိုရင်ဒင်းင်းပြီးလို့လို့မြောက်ငိုပြီးလို့လို့အနံ့အရတာရှိပါတယ်နော်အားလုံးပဲမင်္ဂလာပါရှင် in wise youtube channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီတစ်ခေါက်မှာတော့ boss kind ပင် အဝေယာပင်ရဲ့အကြောင်းကိုပြောပြဝေမျှသွားမှာပဲဖြစ်ပါတယ်ရှင်။နားဆင်ကြည့်ပါဦးနော်။ This video is intended for educational purposes only and should not be considered medical advice. If you had any concern about your health, please consult a qualified healthcare professional directly. ဘော့စကိုင်းပင်အဝေယာပင်ရဲ့ကျန်းမာရေးဆိုင်ရာကောင်းကျိုးတွေကိုဖော်ပြပေးလိုက်ပါတယ်။အကျိုးအာနိသင်တွေကတော့ နံပါတ်၁စီချိုသွေးချိုထိုင်းနိုင်ခြင်းသွေးသွင်းတကြားတက်ကိုထိန်းချုပ်နိုင်တယ်လို့လည်းဆိုကြပါတယ်။ဒါကြောင့်သွေးချိုစီချိုဖြစ်ပွားမှုကိုထိန်းချုပ်နိုင်ပါတယ်။နံပါတ်၂တန်ကြစီခြင်းဘော့စကိန်အစိကတန်ကောင်တွေကိုသိစေတာကြောင့်တန်ကြစီပါတယ်။နံပါတ်၃ကြောက်ကဲ့ရောင်ခြင်းကိုတက်တာစီခြင်း ရောင်ရမ်းချင်းကိုတတ်တာစီတဲ့အစွမ်းရှိတာကြောင့်ကြောက်ကဲ့ရောင်ရမ်းချင်းကိုတတ်တာစီတယ်လို့ဆိုပါတယ်။နံပါတ်၄အရေးပြားကျမ်းမာရေးအတွက်အသုံးပြုနိုင်ခြင်းတဘာဝတူနာအာနိသင်ရှိပါတယ်။ဘော့စကိုင်းရွန်းနဲ့အစီမအရေးပြားဆဲတွေမှာ ကောလဂျင်ထိမ့်သိမ်းဖို့ကူညီပေးတဲ့တဘာဝအင်ဆိုင်တွေပါရှိပါတယ်ကောလဂျင် ထိမ့်သိမ်းမှုကြောင့်အသားရည်ညစ်ခြင်းအရေးကြောင်ဖြစ်ခြင်းအရေးပြားအမဲအဆက်တွေချေးပေါက်ကျဲခြင်းတွေခြောက်တွေ့ခြင်းအဖက်ကွာခြင်းစတာတွေကိုကူစားပေးနိုင်ပါတယ်အစွမ်းထက်တဲ့တဘာဝသူနာတစ်ခုလို့အာနိသင်ပေးပြီးအရွယ်မတိုင်ခင်ရင်းညွန်ခြင်းတွေမဖြစ်အောင် ကာကွယ်ပေးပါတယ်နံပါတ်5ကင်ဆာယောဂါဖြစ်ပွားမှုကိုလျှော့ကြစေခြင်း အစိမကင်ဆာရောဂါကာကွယ်နိုင်တဲ့အစွမ်းသက်သိရှိတာကြောင့်ကင်ဆာအတွက်လည်းအထောက်အကူပြုတယ်လို့ဆိုပါတယ်။နံပါတ်6ဘောက်ပြောက်စီခြင်းအစိကရတဲ့အစီကိုလိမ်ခြင်းကဥယျာဉ်ပြား၆တွေ့ခြင်းနဲ့မိုးကြောက်ဖြစ်တဲ့ဘောက်တွေကိုပျောက်စီပါတယ်။နံပါတ်9ဘော့စကိုင်းရဲ့ရောင်ရမ်းမှုတက်တာစီတဲ့အာနိသင်ကြောင့်နင်းခု ဆိုရီရေးစအပါအဝင်အယီပြားပြဿနာတွေကိုတက်တာစီနိုင်ပါတယ်။ သူကအရေးပြားကိုပြန်လည်ကုစားပေးပြီး နာကျင်မှုရားရံမှုတွေတက်တာစီနိုင်ပါတယ်။နံပါတ်၈အကြိုက်အခဲပျောက်စေတယ်။ဘော့စ်ကိတ်မှာနာကျင်ကြိုက်ခဲမှုတွေတက်တာစီတဲ့တဘာဝအာနိသင်ပါရှိပါတယ်။ဘော့စ်ကိတ်ပင်ကရတဲ့အစီအနစ်နဲ့လိမ့်လိုက်ရင် အစင်းမြင့်နာကျင်မှုခန္ဓာကိုယ်ကြိုက်ခဲနာကျင်မှုဇက်ကြောနာခြင်းခါနာခြင်းအယွတ်နာခြင်းတို့ကိုတက်တာစီနိုင်ပါတယ်။ နံပါတ်ကိုရာတီလာစီနာကျင်ကြိုက်ခဲတာတွေတတစီတယ်ဘော့စကိုင်းရွန်ဟာ အမျိုးသမီးတွေကိုရာတီဆက်ဝန်မှန်ကန်စီဖို့နဲ့ရာတီလာစီနာကျင်ကြိုက်ခဲမှုတွေကိုတတရော့ပါစီဖို့အထောက်ကူပေးပါတယ်ဘော့စကိုင်းပင်ကိုလက်ဖက်ချအနေနဲ့လဲခတ်ပြီးတော့တောက်တုံးနေပါတယ် လက်ဖက်ရည်လုပ်ဖို့အတွက်ပြင်ဆင်နည်းတွေကတော့ဘော့စကိုင်းပွေ၃ချက်သားကိုရေ3လီတာနဲ့ရောပြီးရေနှစ်ဖန်စာလောက်ကြံဒီအထိပြုတ်ပါအဲ့ဒီပြုတ်ထားတဲ့အရည်ကိုမနက်တဝက်ညတဝက်ခွဲပြီးတောက်နေပါတယ်နေ့တိုင်းလက်လက်ဆက်ဆက်ပြုတ်ပြီးတောက်သုံးတင်ပါတယ်ညီမစေးချန်နီမှာတော့အတုံးပြူနေကိုခုလိုဖော်ပြထားပါဗျ။ဘော့စကိုင်းပင်အဝေရရဲ့အခောက်ကိုစားနဲ့တွေးပြီးတောက်ကကိတ်ခဲတော့ယောဂပျောက်ကင်းစေပါဗျ။ အရွက်ပြုတ်ရည်ဒါပါမဟုတ်အရွက်ကိုပပလီတောက်စားရည်တာမန်အသေးယောဂါကြောင့်ဖြစ်တဲ့အတဝါချင်းမျက်စိဝါချင်းတွေကိုတတပြောက်ကင်းစေပါတယ်အမြစ်ကိုသွေးလိမ့်ပါကဝဲယာနာ အဖောအယောင်တတစေတယ်အရွက်နဲ့အသီးကတန်ဒုတ်ကြစီနိုင်တယ်အာနိသင်ရှိပါတယ်ရွံ့မှုနဲ့အဆိတ်ကိုရွေနေဖြောပြီးတုပ်စားတာအဆိတ်ကိုလော်ပြီးစားတာတွေကကလေးငယ်များကို တန်ဒုတ်များကြဆင်းစည်းနေကြောင်းဖော်ပြထားပါတယ်။ဘော့စကိုင်းပင်နဲ့ပတ်သက်ပြီးတော့တတိပြုရအချက်လေးတွေကိုဆက်လက်ပြောပြပေးမှာမယ်ရှင်။မူတပ်သူများကိုဝင်ဆောင်တဲ့နိုသိမိခင်တွေကလီငယ်တွေယောဂအခန်းရှိသူတွေကျမရေးပြဿနာတရရဲကြောင့်စီးတောက်နေရသူတွေအနေနဲ့သက်ဆိုင်ရာဆရာဝန်ကိုတာ မေးမြန်းပြီးမှစာသုံးတင်ပါတယ်။ အိပ်ပန်နေကြလက်တွေ့စမ်းသက်ထားတာမရှိတာကိုချင့်ချိန်ပြီးမှသာစားပါလို့အကြံပြုပါရစေရှင်။ဒါပြင်ဘော့စကိုင်းရွက်ကိုအများကြီးစားတာကအစာချေစနစ်ကိုထိခိုက်စေနိုင်ပါတယ်။ခုပြောပြပေးသွားတာကတော့ boss kind pin ရဲ့ကျမရေးဆိုင်ရာအကျိုးကျေးဇူးတွေပဲဖြစ်ပါလေရှင်အဆုံးထိနာဆင်ပေးလို့ကျေးဇူးအထူးတင်ရှိပါတယ်ရှင်